โอเคဒီဗီဒီယိုမှာကျတော့ကျွန်တော်တို့က AI နဲ့ video ဖန်တီးခြင်းတဲ့သူတွေကကျွန်တော်တို့ Google V3 ကိုကျွန်တော်တို့ VPN ကြော်စရာလည်းမလိုဘူးတနေရာထဲမှာလည်းအသုံးပြုလို့ရမယ်တနစ်စာကိုကျွန်တော်တို့က budget အနည်းဆုံးကျွန်တော်တသိန်းသုံးလိုက်ရုံနဲ့ AI video တွေရော video edit လို့ရတဲ့နေရာတွေရောတနေရာထဲမှာပဲအသုံးပြုလို့ရတဲ့အကြောင်းအရာကိုပြောပြပေးမှာဖြစ်ပါတယ် ဒါကတော့ဗာလဲဆိုတော့ကျွန်တော်တို့ Google V3 နဲ့ကျွန်တော်တို့နဲ့ CapCut နဲ့ collaboration လုပ်ပြီးတော့ကျွန်တော်တို့ဒီထည့်ထားတဲ့ video editing ပေါ့နော်ကျွန်တော်တို့ဒါဘယ်လိုမျိုးအသုံးပြုရမလဲဆိုတော့ကျွန်တော်ဒီ video ထဲမှာလည်းပြောပြပေးသွားမယ်ဒီ video မှာဘယ်လိုပုံစံပြောပြပေးသွားမလဲဆိုတော့ကျွန်တော်တို့ CapCut ကိုကျွန်တော်တို့ဖွင့်လိုက်မယ် CapCut ကိုဖွင့်ပြီးွားတာနဲ့ CapCut ထဲရဲ့ကျွန်တော်တို့အောက်ဆုံးဘားထဲမှာ media ဆိုတာရှိရပေါ့နော် media ကိုကျွန်တော်တို့ဒီလိုမျိုး scroll လုပ်လိုက်တာနဲ့ဒီ media ထဲမှာကျွန်တော်တို့က ိုလိုချင်တဲ့ဟာကိုကျွန်တော်တို့ video to text လား text to image လား image to video လား maybe ကျွန်တော်ဘာလိုချင်မလဲအဲ့ပေါ်မှာမူတည်ပြီးကျွန်တော်ဖန်တီးထားတဲ့အရာတွေကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အာလုပ်ဖို့လို့ဒီကတော့ကိုယ်ကိုယ်တိုင်လုပ်ကြည့်လို့ရတယ်ကျွန်တော်တို့ဒီဗီဒီယိုထဲမှာကျွန်တော်ဘယ်လိုပုံစံဘာနဲ့လုပ်ရမှာလဲဆိုတော့ကျွန်တော်ချက်ကျွန်တော်သုံးရမယ့်ဟာ ChatGPT ရဲ့ ကက်ကက်ပြီးရယ်ကက်ကက်ကိုကျွန်တော် provision ဝယ်ထားတဲ့ဟာရှိရယ်ပေါ့နော်ဒါနဲ့ကျွန်တော်အသုံးပြုသွားမှာဖြစ်ပါတယ်ကက်ကက်ထဲမှာ sorry ကျွန်တော်ဒီ ChatGPT ထဲမှာကိုလိုချင်တဲ့အဲဒီ prompt ကိုကိုရိုက်ထိုင်မယ်ပြောလို့ချင်ကျွန်တော်ကဒီ cap cap ထဲမှာထည့်ပြောလို့ချင်ဒီ video ကိုပြန်ထုတ်မယ်ပေါ့နော်ဒီထဲမှာကျွန်တော်ဗာပေးထားလဲဆိုတော့ cap cap ကကျွန်တော်တို့ရဲ့ဒီ video ကိုထုတ်မယ်ဆိုလို့ချင်ရတော့ကျွန်တော်တို့ဒီ provision ဖြစ်နေတော်လဲပဲ credit တွေထပ်ပြီးတော့ဝယ်ရပါတယ် provision ထဲမှာတော့ကျွန်တော်တို့ ဒါဖော့ပါထားပြီးသားကျွန်တော်တို့ credit amount တွေပါပြီးဒီ credit amount တွေကုန်သွားတယ်ဆိုတော့ကိုယ်ထပ်ဝင်ပေါ့နော်ကျေးဇူးတင်ပါတယ်